ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာယနေ့တင်ဆက်ပေးမယ့်ဇလံလေးကတော့တမန်တော်ဘဝမှာတမိလေးရဲ့မြစ်တာဆိုတဲ့ပရလောကဇလံကောင်းလေးတပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ တောင်ညူတောင်တန်းကြီးတွေရှည်လျားစွာတွေ့တန်းနေတဲ့အလဲယုံမခေါ်ဘကိုးယုံမရဲ့တောင်ချေတစ်ထွက်လို့ရေစကန်တနေရာဖြစ်ပါတယ်မြမြကြီးတယောက်ဖခင်ကြီးဆုံးပွားသွားကြတဲ့ကတောင်ချေစခန်းမှာပဲမိခင်ဒူဝမကြီးကိုပြုစုလုတ်ကင်ရှာဖွေကျူးမွေးခဲ့ပါတယ် ယခင်ဖခင်ကြီးရှိတုန်းကဆိုရင်ဖခင်ကြီးမှာလွှာဆွဲတစ်ဆွဲကမယားနဲ့တမိကိုလောက်ကင်ရှာဖွေကျူးမွေးခဲ့ပါတယ်။ကံကြမ္မာဆိုးဝင်လာကတောထဲတွင်တစ်ဆွဲလွှာဆွဲကမြမြအေးတို့တားမိနှစ်ယောက်ကိုလောက်ကင်ရှာဖွေကျူးမွေးနေသောဖခင်ကြီးမှာငှက်ဖျားဖို့ကအုံနောက်ထဲဝင်၍လူလောက လူရွာတွေကအချိန်မတိုင်မီထရက်ခါသွားခဲ့ရပါတယ်။ဖခင်မရှိတော့တဲ့နောက်ပိုင်းမှာ မိခင်ဖြစ်သူလဲကျမ်းမာရေးကချွေရင်းလာကမကြခဏဆိုသလိုအမောဖောက်တက်လာတော့ကြောင့်မျက်မျက်ရေးတယောက်တောထဲကထွက်ကုန်နေဖြစ်တဲ့မှုမြင့်ဟင်းသင်းဟင်းရွက်များကိုခူးကာရွာစဉ်လျှောက်၍တာမီနီယဝန်ကြီးအတွက်လှဲ့လေရောင်းချခဲ့ရပါတယ်။ရုပ်ရည်လေးတနာကမာနှင့်မျက်မျက်ရေးတယောက်လောကရန်ကိုအန်တုကတာမီနီယဝန်စာရေးအပြင်မိခင်ကြီးဤဈေးဘိုးဝါကပါရှာဖွေရလီတော်သည် ဒီနေ့တောင်ကြီးစခန်းကတောင်ကောင်းကြီးဥတာရေးမြို့တက်မြီဟူမြမြရေးတင်ရထားလေတယ်။ဟင်းဒီဟင်းရွက်ရောင်းရင်ကြစ်ကြစ်ပါအောင်ဝစစ်ဘူးတဲ့ထဲ၍ဆူထားသောပတ်စံမှုကိုယူ၍တောင်ကောင်းကြီးရှိသောတောင်ကြီးစခန်းကိုအရောက်သွားလေတယ်။မြမြရေးစိတ်ထဲမှာတော့ဥတာရေးအိမ်သို့ရောက်မှစူဘူးကိုဖောက်ကာအမေအထွက်လိုအပ်သောဆေးတွေကိုမြို့ကိုသွားသောဥတာအေးအားလူကြုံမှလိုက်ရမယ်ဖြစ်ပါတယ်။ဥတာရေးအိမ်ရှိရောက်တော့ဥจิตာအေးရေဥจิตာအေး ဘသူတော့မြည်ရေးပါလားဘာကိစ္စလဲကွညီဦးလေးခုပဲจิตကားနဲ့မြွတ်တက်သွားလေရဲ့ဥတာရေးမိမဒေါ်စောရွှေကမြမြရေးကိုလှမ်းပြောလိုက်ခြင်းဖြစ်ပါတယ်ဟဲဒုက္ခပါပဲအမေအတွက်ဆေးမှခြင်းလို့ကြီးတော့ဦးကြီးသွားတာကြာပြီလားမကြသေးဘူးသမီးသမီးနဲ့ရှင်းစင်နောက်စင်လေးတွေမယ်ပြေးလိုက်ရင်တော့မိနိုင်သေးတယ်ဟုတ်ကဲ့ကြီးတော့တတိလဲထားသွားအောင်တိုင်မောင်းကြီးမုံယုံနေတယ်တဲ့ မြမြအေးချက်ချင်းပင်ပြေးလိုက်လေတယ်မိုးတွင်းဆိုတော့လမ်းတွေကတိတ်မကောင်းကားပြင်သွားပြီမဲ့လဲခကြီးမတွင်တော့ပြေးလိုက်နိုင်ရင်ပြီကောင်းမိနိုင်ပါတယ်မြမြအေးဝစစ်ဘူးစူဝီလေးကိုပိုက်၍ရှိသမျှအောက်ကိုသုံးကာကားလမ်းဖောက်ထားတဲ့လမ်းအတိုင်းမလိုက်ပဲကားလမ်းဘေးကတောလမ်းလေးပေါ်မှာဖြတ်လိုက်လေတယ်ဟောတွေ့ပါပြီဥတာအေးချစ်ကားမြမြအေးလှမ်းအောင်ခေါ်လိုက်လေတယ်ဥจิตာအေးဥจิตာအေးဥတာအေးကတော့သူမခွန်တန်ကိုမကြားစခန်းတဲကတဆွဲစင် တိုင်မောင်မုံယိုကကားနောက်ကိုပြေးလိုက်နေတော့ကြောင့်ကားကိုမောင်းပြေးနေရလေတယ်။ကားလန်းကဂျိုင်းနေဘွက်တင်နဲ့လမ်းဆိုတော့ခྱི་မတွင်ဖြစ်နေသေးတယ်။ထိုအချိန်ကားလန်းဘီတော်တန်းလမ်းပေါ်မှာဖြတ်လိုက်လာတော့မျက်မြည်ကြီးတယောက်ကားလန်းပေါ်သို့ခုန်ချလိုက်လေတယ်။ဘုံဆိုတော့အတန်နဲ့မျက်မြည်ကြီးလေထဲမြှောက်တက်သွားလေတယ်။ရှင်တွင်ထဲပိုက်ထားသောစူပူးလေးသည်လွန့်ထွက်သွားကအောက်အကျတွင်ကွဲသွားသောကြောင့်ပိုက်ဆံများလမ်းပေါ်တွင်ပြန့်ကျဲလေနေသည်။ လူကတော့အောက်အကျလမ်းခင်းသားသောကြောက်တုံးနှင့်နောက်ဆက်ကိုရိုက်မိသောကြောင့်နေရမာတင်ပွဲချင်းပြီးသေဆုံးသွားလေတယ်။သွေးများကလမ်းမပေါ်စီးကျလာလေတယ်။ဘသူကိုအပြစ်ဆိုရမည်နည်းဖြစ်လာသောကံကြမ္မာကိုသာအပြစ်ဆိုရမည်။တမီးလေးဆုံးပြီဆိုတော့တရင်ကိုကြားလိုက်သော မိခင်ဖြစ်သူတော်များခတ်တဲ့ရောက်တတိလေးသွားသည့်အထိရင်ထဲမှာပရိဒေဝမိများလောင်ကျွမ်းကမျက်ရည်များဖြည့်မစီနိုင်ဖြစ်ခဲ့ရလေတယ်။ယခင်ခင်မွန်းဖြစ်သူပြက်ခွာသွားရင်အပူမငိမ့်သေးခင်တူးတည်းရှိသော အမီလီတည်ဆုံးသူကိုကြားရသောအခါရင်ထဲမှာနေဆယ်စင်းရင်ဝဲပိုက်ထားရတဲ့ကဲ့သို့ပူလောင်ပြင်းထန်လွန်းလှသည်မျက်မျက်ရဲ့အလောင်းကိုအိမ်ရှိမှပင်ဆင်ထိုးရထားကအလောင်းကိုပိတ်ဖြူစားတစ်ခုဖြင့်အုပ်ထားလေတယ်တစ္ဆကံကလူများကအတုပလာဆောင်ရင်ဖဲကစားကြလေသည်သုံးရမြောက်သောနေ့မှာပဲအလောင်းကိုမြေချလိုက်သည်ဒေါ်မြခတ်တယောက်သမီးလေးကိုတရီရသည့်စိတ်ကြောင့်မဆားနိုင်မအိမ်နိုင်ဖြစ်ကကျမကြီးကအရင်ကထပ်ပူဆိုးလာသောကြောင့်အိယာထက်တွင်မထနိုင်ပဲရှိနေလေတော့သည် ဒေါက်တာဇေယျနောင်တယောက်ကျန်းမာရေးဌာနကတာဝန်ပေးရမှုကြောင့်နေလှည့်ဆရာဝန်အဖြစ်ပဲခူးရုံးမှတောင်ကျင်သားကရွာတရွာတွေကိုလှည့်လည်ကကျန်းမာရေးဆောက်ရှောက်မှုများကိုပေးနေနေသည်နေထိုင်သူကတော့တစ်ထွက်လို့ရစကန်းနဲ့မိုင်ဝက်လောက်ဝေးတဲ့ရွာက ဆောက်လုပ်ထားတဲ့ပိုထဲမှာပဲတပည့်ဖြစ်သူကိုထူးကျော်ဒေါက်တာဇေယျနောင်အစ်စ်တော်ခွေးလေးရန်လုံးနဲ့အတူနေထိုင်နေတယ်ဒေါက်တာဇေယျနောင်တယောက်ဒီလိုရွာလေးတွေကိုလာရောက်ပြီးစေးကူရတာဝါသနာအလွန်ပါပါတယ်ပျော်လဲပျော်ရွှင်ပါတယ် တခါတလေတောတဲ့တယောက်တည်းသွားသည့်အခါလဲသွားပါတယ်တယောက်တည်းသွားရပေမဲ့အเจ้าအလန့်မရှိပြီတရေတစေစသည်တို့ကိုလုံးဝအယုံကြည်မရှိတို့ပေမဲ့တညမှာတော့ရန်လုံးဤစူးစူးဝါဟောင်းနေမှုကြောင့်လက်လို့တာလေးသည်ယာတိကဆောင်းရသည်အိတ်ကောင်းသည့်အချိန်မှာရန်လုံးကဘာကိုတွေးလို့ဒီလောက်တောင်ဟောင်းနေရတာလဲမသိဇေယံအောင်အိယာမထား၍အိမ်ပေါ်မှာဆင်းကာအိမ်ရှိတကားကိုဖွင့်ကြည့်လိုက်သည်မင်းကလေးတယောက်အိမ်ရှိမှာရက်နေသည်ကိုတွေ့ရလေသည် ရန်လုံကြီးဟောင်းတန်ကလုံးဝရက်မသွားဟိတ်ကောင်ရန်လုံတော်တော့ဇီယန်တော်လှမ်းငေါက်လိုက်မှရန်လုံကငြိမ်သွားလိမ့်သည်ဒါတော့မိန်ကလေးကိုကြည့်ကမန်ဖီနေသေးသည်ထို့နောက်ဇီယန်တော်ခြံတကန်းသားသွားကမိန်ကလေးကိုမေးလိုက်သည်ဘာကိစ္စများရှိလို့လဲမိန်ကလေးကျမအမေအမိုးဖောက်နေလို့ဆရာကိုလာပေးတာပါဆရာကုညီနိုင် ကုညီပါအောင်ဆရာရဲ့ဆရာကဲမှကျမအမေအသက်ရှင်ပါပါမျက်ရည်ဝဲ၍ညှို့ငယ်စွာပြောနေသော မိန်ကလေး၏မျက်နှာကိုကြည့်၍ဇီယန်တော်တနာသွားလိမ့်သည် ဒီလောက်နှင်းနေကြပြီးအရန်ချမ်းနေတဲ့ညနေတက်ကောင်းရန်အချိန်မှာမိန်းကလေးတစ်ယောက်တည်းအမေအတွက်သူ့ကိုလာပင့်ဒီကိုသူမလိုက်ချင်ဘူးဟုမငြင်းရနိုင်ပေသူကိုချင်းစာမိပြီထို့နောက်သူအခန်းထဲပြန်ဝင်ကဆေးရည်ကိုယူလိုက်သည်ထို့အချိန်တပည့်ဖြစ်သူကိုထုကျော်ကဆရာရဲ့ဒီလိုအချိန်မှာမိန်းကလေးတစ်ယောက်တည်းလာပင့်တာလူဖြစ်နိုင်ပါမလားဟိုဟိုတရဲတွေစက်တွေဖြစ်နေရင်ဘယ်လိုလုပ်မလဲဟဲ့ကောင်ထုကျော်မဟုတ်တာတွေငါ့ကိုလာမပြောနဲ့ မင်းမလိုက်ချင်နေခဲ့ငါဘာသာငါသွားမယ်တပည့်ပြည့်သူထူးကျော်ကိုအောင်းဟောင်းလိုက်ကဇေယံတော်တယောက်ဆေးလွယ်အိတ်ကိုလွယ်ရေးအိမ်ပြင်သို့ထွက်သွားလေပြီကဲမင်းကလေးရှေ့ကနေလမ်းပြပြီးမြ мян သွားတော့ဟုတ်ကဲ့ပါဆရာဇေယံတော်ကိုထုံမင်းကလေးမှလမ်းပြ၍ခေါ်သွားလေပြီထို့နောက်တဲအိမ်လေးတစ်လုံးရှိသို့ရောက်လာသောအခါဇေယံတော်ကိုတဲတဲဝင်သွားခိုင်းနေသည်အထဲသို့ရောက်သောအခါအိယာပေါ်တွင်အမောဖောက်နေသောမိမကြီးတယောက်ကိုသူတွေ့လိုက်ရလေပြီဇေယံတော်နှစ်ချက်ဖြင့်ဆန်းသက်ပြီးလှုပ်ရှားရှိသည့်များကိုလှုပ်လိုက်လေပြီ ထို့နောက်စေးတလုံးထိုးပေးကလူနာအခြေအနေကိုစောင့်ကြည့်လိုက်သည်ခဏနေတော့လူနာတတကအိမ်မောကျသွားသည်ကိုတွေ့လိုက်ရသည်ဒီတော့မှသူလဲစေးလွယ်အိမ်ကိုလွှဲကအပြင်ဘက်သို့ထွက်လာလေတော့သည်တဲပြင်ရောက်တော့တက်သားကုန်းန်းလေးပေါ်မှာထိုင်နေသောမိန်းကလေးအားမိန်းကလေးမင်းအမေတက်တော်သွားပါပြီစိုးရင်စရာမရှိတော့ပါဘူးနောက်နေမကောင်းထက်ဖြစ်ရင်လဲဆရာကိုအချိန်မေးလာခွန်းတော့အာမနာနဲ့ကျေးဇူးတင်လိုက်တာဆရာရဲ့ ျမအမေမှာဆရာပေးတဲ့အတပယ်ရှိပါတော့တယ်ဆေးဖို့ကတော့ကျမတို့မှာငွေမရှိလို့မပေးနိုင်တာကိုခွင့်လွတ်ပါဆရာဆရာကျေးဇူးကိုဆက်တဲ့အနေနဲ့ကျမဆရာကိုကတော့ပြရစေထို့သောပြောပြီးဇေယနောင်အားထိုင်၍ကတော့လေတော့သည်ထို့အခါဇေယနောင်ကအာမဟုတ်တာကျေးဇူးတင်စရာမလိုပါဘူးဒီလိုကုကွင်ရတဲ့အတွက်ဆရာကုသူတွေအများကြီးကြနေတာပဲဝမ်းသာလှပါပြီနောက်ယောဂဖောက်ရင်လည်းဆရာကိုအချိန်မေးလာခေါ်နော်ကဲဆရာသွားပြီဇေယနောင်တယောက်ဆေးလွယ်ရေးကိုလွယ်ဟိုတဲရှိရသူပြန်သွားလေတော့သည် ၃လေးရက်လောက်ကြာတဲ့အခါမှာဒေါက်တာဇေယနောင်တယောက်ဟိုနေ့ကမောဖောက်ရဲ့မိမိဘွားကုပေးသောလူနာတော်ကြီးကိုတရေရမိနေတယ်။လူနာအချင်းကြီးကိုသိလို့သောကြောင့်နေ့လယ်ပိုင်းတွင်လူနာရှိရာအိမ်သို့ထွက်ခဲ့လေသည်။တောလန်းကလေးကိုရှောက်၍တစ်စကန်းအစွန်းဆုံးရှိတဲအိမ်ကလေးရှိရာသို့သူဦးတည်သွားလေသည်။တဲအိမ်လေးတွင်သူဝင်လိုက်သောကလေးမောင်ထိုင်နေသောအတော်ကြီးကိုတွေ့လိုက်ရသည်။သူကပင်စကားဆ၍တော်တော်နေကောင်းသွားပြီလား။"ဩဆရာလေးပါလား။လာလာဒီမှာထိုင်ပါဆရာလေး။" ဇီယန်အောင်ကတင်မေးကတက်သားခုံလေးပေါ်မှာဝင်ထိုင်လိုက်တယ်။တက်တာသွားပြီလားတော်လေခုကောရင်ထဲမှာဘလို့နေသေးလဲ။တက်တာပါလေကွယ်ဆရာလေးကျေးဇူးကြောင့်အတော်တက်ရှင်ခွင့်ရတာကျေးဇူးကျေးလို့မဆုံးပါဘူးကွယ်။ဒါနဲ့အတော်ဘောပေါက်နေတာကိုဆရာလေးဘလို့သိတာလဲ။ဘယ်နဲ့အတော်ရဲ့ကျေးဇူးကကျွန်တော်ကိုတင်ရမှာမဟုတ်ဘူး။ဒေါ်လေးသိမိကိုတင်ရမှာသူကျွန်တော်ကိုလာပင်းလို့သာတော်လေးကိုကူဝင်ရတာပေါ့။သူအခုဘယ်သွားနေလဲ။ဘလို့ဘလို့အတော်သမီးကဆရာလေးကိုလာပင်းတယ်ဟုတ်လား။ ဟုတ်တယ်ဒေါ်လေးဒေါ်လေးသမီးကျွန်တော်ကိုလာပင်တာပါဒေါ်မြခက်သူအိတ်သောခေါင်းဝင်းလေးအောက်ကဓာတ်ပုံလေးတစ်ပုံကိုထုတ်ကာဒေါက်တာအပြလိုက်လိမ့်ဒီဆရာလေးကိုလာပင်တာသူလားဟုတ်တယ်ဟုတ်တယ်ကျွန်တော်ကိုလာပင်တာသူပဲတော်တော်ဒေါ်မြခက်မျက်ရည်များဖြည်းဖြည်းစီနေအောင်ကြာစည်းလာနေတော့ဒီအတော်ပါဖြစ်လို့လဲနေမကောင်းဘူးလားမဟုတ်ပါဘူးဆရာလေးရယ်ဆရာလေးကိုလာပင်နဲ့ဟုတ်တယ်သမီးလေးကလူလောကကထွက်ခွာသွားတာဒီနေ့နဲ့ဆိုသုံးလပြည့်ပြီပေါ့ဗျာ ီသွားပြီးကြတော့မှတမန်တော်ဘဝကနေအမေကိုမြစ်တာတွေထားနေတော့မလားတမီးလေးရယ်တော်မြတ်ခက်တမီးလေးကိုတတိယတော့ကြောင့်ဝမ်းနွဲပူဆေးတာငိုကြွေးနေတော့ဒီဒေါက်တာဇေယံနောက်စိတ်ထဲမှာတော့ညနေတဲ့ကောင်သူ့ကိုဆေးကုပ်ဖို့ရန်လာပင်တော့မင်းကလေးညနေကူတာမြင်ရောင်နေတော့ဒီဇလန်းလေးကတော့ဒီမာတင်ပြီးဆုံးသွားပါပြီခင်ဗျာ